ဒီလိုမျိုးဒီရွှေသွင်းစာအုပ်တွေကြတော့လေအရင်2018တည်းထွက်တဲ့စာအုပ်ကိုပဲပြန်ပြီးချုပ်ထားတာပေါ့ဩအရင်ကဆိုတောက်ချာနေတိုင်းဆိုအိမ်ကိုလာပို့တယ်လေဒါစနေနေ့မှထွက်တာတော့တောက်ချာနေဆိုအိမ်ကိုလာပို့ကျောင်းကနေပြရမှုဆိုလည်းကဘုံကလေးပြစ်ချပဲရွှေသွင်းစာအုပ်ကောက်ကန်ကအမောဩဒီလိုမျိုးအိတ်ဆောင်အပိတန်ဘာလိမ့်စာဘယ်လောက်ရအောင်၄တောင်မဲဩ၄တောင်မဲရှိတယ်ကောင်ကအပြေမှာတော့ဝယ်လို့ရှိရင်နည်းနည်းပူပွတ်စီပုံစံစီရပါဟုတ်တာပါဟုတ်တာပါ ်အမားတို့ဒီနားဆိုင်နေဘယ်ချိန်ဖွင့်ရလဲယင်အမားတို့ဒီ8နာရီ8နာရီလောက်ဆိုဖွင့်ရညနေကြရောညနေကြရောဆို9နာရီကျော်တော့ညနေ9နာရီကျော်ဆိုတိမ်နော်စောက်တယ်လို့အမေဒီမှာလာလာဝဲပြည့်တယ်လာဝဲလာဝဲဒီလားဈေးသက်သာဟုတ်တယ်ဟုတ်တယ်တော်ဝိုင်းခက်တဲ့တိုင်းကလောက်ပဲအစ်စ်ကွာအစ်စ်အဲ့လောက်အဲ့ခါလောက်ပဲဒီကြီးကပေါ်ပေါ်ပဲဟုတ်တယ်ဟုတ်တော့ခထောင်ပါပဲဟိုတော့မများဟုတ်ပါစာစာရွက်ဈေးတော့မရှိဘူး2000ဆိုတာ ရန်ကုန်မြို့ထဲမှာလည်းစောက်အဟောင်းတွေရောစောက်အကောင်းတွေရောဗမာရလဲလို့မေးလိုက်လို့ရှိရင်ပန်းဆိုးတန်း38လမ်းကိုတော်တော်များပြင်းပြင်းညမှာပါဒီကလည်းဟုတ်ပါရဲ့ဟိုးအရင်ကလေးကဒီပန်းဆိုးတန်းမှာ38လမ်းမှာပေါ့နော်စောက်အုပ်တွေရောင်းရတဲ့ဆိုင်လေးအခုချိန်ပြောင်းဒီလိုမျိုးလမ်းမေးဆိုင်လေးအနေနဲ့ရှိနေတော့မှာပဲပြီးတော့ဒီမှာရောင်းတဲ့စာအုပ်ဆိုင်လေးတွေကဟိုကအင်တာနက်မှာရှာကြည့်တာတလောက်ဆိုလို့ရှိရင်ဒီဆိုင်လေးတော်တော်များများပါပေါ့နော်ဖွင့်ထားတာအနှစ်အစိတ်30လောက်ရှိသွားပြီလို့သိရပါတယ်အဲ့တော့စာအုပ်ဈေးနှုန်းလေးတွေကတိတဲ့အတိုင်းပဲစာအုပ်အဟောင်းလေးရောအကောင်းလေးရောဆိုတော့ကြိုက်တာကြီးတစ်ထောင် 2000အဲ့လောက်ကနေပြီးတော့စတာပေါ့နော်အခုဒီနေ့ဟိုကကဒီစာအုပ်ဆိုင်နေအပြင်ကိုမှာဒီပန်းဆိုးရမ်းမှာဒီဘမမရှာလို့မရတဲ့စာအုပ်တွေကိုအဲ့မှာရတယ်လို့ကြားထားတဲ့နေရာလေးရှိရပေါ့နော်အဲ့ဆိုင်ကိုခေါ်သားပေးပါမယ်အခုဒါကတော့ဒါ38လမ်းနဲ့မှာပေါ့နော်38လမ်းကိုဒါကုန်တယ်လမ်းကနေဝင်လာပြီဆိုလို့ရှိရင်ဒီမျိုးစာအုပ်ဆိုင်လေးတွေတွေ့ရမှာပါပြီးရင်တော့ဒါ38လမ်းထဲမှာစာအုပ်တွေပဲဝယ်ပြီးွားပြီဆိုလို့ရှိရင်ဘိုက်ဆိုင်ရင်တော့ကြော်ကြီးထွင်းအောင်ရှိပါတယ်ကြော်ကြီးထွင်းအောင်မှာထင်းမဝင်စားလို့ရပါတယ် ပြီးတော့အီအီဒိန်ချင်ဆိုင်လည်းရှိပါရဲ့ရှင်ချမင်းစားပြီးတော့ဘိုက်ပြွားလို့ဒိန်ချင်တောက်လို့ရပါတယ်အစားကြည့်啊စာအုပ်တွေကအခုချိန်ထိအောင်ပါဒီလိုမျိုးကြိတ်ကြိတ်လိုဝယ်နေကြတော့မယ်စာအုပ်ချစ်တဲ့သူတွေကလေစာအုပ်ကိုချစ်တာဖုန်းကြည့်လဲစာအုပ်ကိုဖတ်ကိုဖတ်လိုက်ရမှာမွေးရနေဆိုလို့ရှိရင်တော့ SID ကနည်းနည်းတော့ကတိလာပေါ့နော်အဲ့လိုမျိုးစာအုပ်တွေကိုအဲ့လိုမျိုးပလတ်စတစ်တွေနဲ့အဲ့လိုမျိုးကာထားတာပေါ့မိုးမရဘူးဆိုလို့ရှိရင်တော့တို့ကအဲ့လိုမျိုးပဲအပြင်မှာအဲ့လိုမျိုးပဲရောင်းကြတာ ရှေ့မှာရောက်ပါပြီအုံသောစာအုပ်တိုက်စာအုပ်တွေအများကြီးပဲရှေ့လို့တွေ့ထားရပေါ့နော်တကယ်ဟုတ်လားမဟုတ်လားတားကြည့်ကြပါမယ် ိုင်နေကိုဝင်လာမယ်ဆိုလို့ရှိရင်တော့ဝင်ဝင်ချင်းကိုညာဘက်ချမ်းမှာပေါ့နော်ဒီထဲမှာလည်းထပ်ပြီးတော့ရှိသေးတယ်ဒီဘက်ချမ်းလေးမှာပဲအများကြီးပဲစောင်းစောင်းကြိုက်တဲ့သူတွေကဒီနေရာလုံးဝလေးနိဗ္ဗာန်ဘုံတွေကိုဆက်သွင်းလိုက်လို့ဖြစ်သွားမှာဒီဘက်ချမ်းမှာတော့အင်္ဂလိပ်စာအုပ်တွေများပါတယ်ရှင်အင်္ဂလိပ်ဝတ္ထုစာအုပ်တွေကိုရင်ရောစာအုပ်တွေလည်းရှိတယ် the murder in rome နဲ့အများကြီးအများကြီးတကယ်အများကြီးပဲ first dictionary တဲ့ခလေးပြောဆိုဒီလိုစာမျိုးလေးကောင်း first dictionary တဲ့သူကတော့ရုပ်ကလေးနဲ့ဒါတမီမီနေတော့စာအုပ်လို့ရင်လည်းစာအုပ်တွေလာဝယ်လို့ရပါတယ်ရှင်ခုခေတ်ကလေးကဖုန်းနေကြည့်ကြရများရပေါ့နော်ဖုန်းနေပေးမကြည့်နဲ့စာအုပ်တွေပေးဖတ်ဘူးတတရား အခုမင်္ဂလာပါဟုတ်ကဲ့ရှင်ညီမဒီအင်တာနက်မှာရှာတွေ့ထားကြတာဒီအုံစောစာအုပ်ဆံရပေါ့နော်ဆရာဦးအုံစောကနေစပြီးတော့ဖွင့်ခဲ့တာအဲ့လိုမျိုးလေးတည်ထားပါရဲ့ရှင်ဟုတ်ကဲ့ဖေးပါမြတ်ဟုတ်အော်ဟုတ်ကဲ့ဘယ်နှစ်လောက်ရှိသွားရေးလဲဖွင့်တာဆိုင်ဖွင့်တာတော့ဆိုင်ငယ်နဲ့ဖွင့်တာတော့10နှစ်ကျော်လောက်တော့ရှိပြီကွာညီတော်ကတော့နိုင်ငံမှာကြတော့အများကြီးပဲနှစ်ပေါင်းတော်တော်ကြာတယ်ဆိုတော့ 30နဲ့20နှစ်ပေါင်း20 30လောက်တော့ရှိပြီဟုတ်အရင်တော့ကဒီဟိုဘက်ပန်းဆိုးတန်းလမ်းမှာဖွင့်ပန်းဆိုးတန်းလမ်းကျင်းနေရှိပဲလမ်းမေးဆိုင်ပေါ့ဟုတ်လမ်းမေးဟုတ်ကဲ့ရှင်လမ်းမေးဆိုင်မှာဒီလိုစာအုပ်ဟိုဆိုင်ငန်းလေးနဲ့ဖြစ်သွားတာပေါ့အဲဟုတ်တယ်လမ်းမေးဆိုင်နေအခုဆိုင်ငန်းနဲ့ဖြစ်တာပါဟုတ်ဟုတ်ကဲ့ရှင်ဒီမှာဆိုလို့ရှိရင်ဘယ်လိုစာအုပ်မျိုးအများဆုံးရှိလဲအဲစာအုပ်တွေအစုံပါပဲမှာအဲ့လိုမျိုးဒူတရတာအဲ့လိုမျိုးဘေးရင်ဘာသာရင်းနဲ့ပတ်သက်တာသိပ္ပံပညာအဲ့လိုမျိုးနိပညာနဲ့ပတ်သက်တာတွေအစုံပါပဲအဟောင်းတွေလည်းများပါဟုတ် ဟုတ်အဲဈေးနှုန်းနေရာကြတော့ဘယ်လောက်ကနေစပြီးရှိရာอืมဈေးနှုန်းကတော့သူ့အစားစားပဲဗျာမဂဇင်းကစပြီး9000နေပြီးတော့5သိန်းတန်နေရှိတာပေါ့ဩ5သိန်းတန်စောက်တွေဒီအောင်ရှိရယ်5သိန်းတန်ကြဘယ်လိုစောက်မျိုးဖြစ်မလဲဒါကြတော့သူတန်မိုးထားတဲ့ပုံမျိုးတရားပေါ့ဘယ်လိုမျိုးမြန်မာပြည်နဲ့ဆိုင်တဲ့ယာစုမှတ်စုတွေအဲ့လိုမျိုးဟိုဟာ history ဘိုင်းတွေအဲ့လိုမျိုးပေါ့ဟုတ်ကဲ့5သိန်းတန်အထက်တောင်တန်မိုးရှိတဲ့စောက်တွေရှိပါသေးဟုတ်ဟုတ်ကဲ့ပါရှင်ဟိုဘယ်လိုလူမျိုးရလာဝဲကြအများလဲစုံပါပဲဟိုဟာလူငယ်ပိုင်းအစားလူငယ်လူလက်လူကြီးပိုင်း အဲဘုံဘုံကြီးရန်တန်ကအဆုံပါပဲမှာဟုတ်ဘယ်လိုစားဖို့မျိုးတွေရောင်းရလဲအခုလက်ရှိကတော့တော်တော်ရောင်းရတွေကကြာတယ်ဆိုတော့အကုန်လုံးသိတဲ့အတိုင်းရောင်းရတဲ့ကြာတော့ဆိုတော့စားဟုတ်ကတော့อืมဘယ်လိုရောင်းရဘယ်ဟာလေးစားရောင်းရများလဲဆိုတော့အဓိကတော့အဲ့လိုမျိုးဈေးမကြီးရလေးတွေပေါ့ဈေးမကြီးရလေးတွေရန်ဈေးတိုးတက်နိုင်တဲ့ဥစ္စာလေးတွေအဲ့လိုမျိုးနည်းနည်းတပေါင်းနှစ်ပေါင်းပတ်ဝန်းကျင်ကြာတာဝတ္ထုတွေများတယ်အဲ့လိုမျိုးအောင်မြင်တဲ့ကြမ်းလေးတွေအဲ့လိုမျိုးရောင်းရတာများပါတယ်ဟုတ် အခုဒီ online ထားတာဆိုင်စုံတော့မနေ့ဘယ်ချိန်တော့ဖွင့်လဲညဘယ်ချိန်ပိတ်လဲ။မနေ့ဆိုဖွင့်ခွဲ၈လောက်ဆိုဖွင့်ညဆိုတော့9လောက်ပြီးပိတ်9လောက်ဆိုပိတ်ပါ9လောက်ဆိုပိတ်တာပေါ့ဟုတ်ကဲ့ရှင့်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ ဒီထဲမှာလေဘို့ဟိုကဒီဆိုင်နဲ့ကိုစပြီးဝင်လိုက်တဲ့အချိန်မှာလေလုံးဝကွာစာအုပ်တွေပြည့်နေရဲ့ကဘာကြီးလေအဲ့လိုမျိုးကဘာကြီးကိုရောက်သွားလို့ကန်လာကိုယ့်ရဲ့ဒီဘဘချမ်းကိုကြည့်ကြည့်ညာဘချမ်းကိုပဲကြည့်ကြည့်အနောက်ကိုပဲကြည့်အရှိ့ကိုပဲကြည့်စာအုပ်တွေကြီးပဲဒီဘက်ကိုကြည့် အရင်ပုံမှန်ဆိုလို့ရှိရင်ဒီ38လမ်းနဲ့ဒီပန်းဆိုးတဲ့လမ်းပေါ့နော်အဲလမ်းမှာဒီဘေးဘက်မှာခင်းထားတဲ့စာဆိုင်ငန်းလေးနေပေါ့နော်ဒီလမ်းဘေးမှာခင်းထားတဲ့စာအုပ်ဆိုင်လေးမှာပဲဝင်ပြီးတော့ကြည့်ပြတာများတယ်ဒီလိုမျိုးဒီ38လမ်းနဲ့စာအုပ်ဆိုင်လေးမှာဝင်ပြီးတော့ကြည့်ပြတာဒါပထမဆုံးပေါ့နော်ဒီလောက်ထိစာအုပ်တွေအများကြီးရှိတယ်မလို့တကယ်ကိုမထင်တော့အင်တာနက်မှာရှာကြည့်ရအောင်များတော့များတော့ဒါပေမဲ့လုံးဝဒီမှာစာအုပ်ကြီးထောင်ထောင်ချီလောက်တယ် နော်ထောင်ချီလောက်တယ်စာအုပ်တွေအစုံမဲဟိုကခုနကြီးကြီးထားတော့ဆိုရှင်ဒီဘက်မှာဘာသာစကားနဲ့ပတ်သက်တဲ့စာအုပ်တွေလည်းရှိတယ်ဂျပန်စာအင်္ဂလိပ်စာတရုတ်စာပြီးလို့ရှိရင်ဟိုဘက် channel မှာဆိုလို့ရှိရင်ဗုဒ္ဓဗုဒ္ဓဝင်နဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့နော်ပြီးတော့ကလေးအတွက်ဒီကတ်တုန်းစာအုပ်တွေအင်္ဂလိပ်စာစာအုပ်တွေမဂဇင်းစာအုပ်တွေပြီးတော့ဒီမှာဆိုလို့ရှိရင်ဟိုဟာဟိုငငယ်တုန်းကထွက်တဲ့ရွှေသွေးဒါ2017 2017ခုနှစ်ကထွက်တာ ရွှေသွေးရစားရှိရဲ့အချက်လိုက်ကြည့်ကြည့်လာအောင်မယ်။ဟာမီးကစားတဲ့အဖြစ်တရားကျင့်ထုံးဥပဒေဘူးနဲ့ဒီဘက်မှာဆိုရင်သူက ဒီဘက်မှာဆိုရင် तू ကဒီအထက်တန်းရှိနေဥပဒေလမ်းညွှန်တဲ့ဥပဒေနဲ့ပတ်သက်တဲ့စာအုပ်တွေပေါ့နော်ဒီလိုမျိုးအရင်တော့ပုံစံနဲ့စာအုပ်တွေအထိပါရှိတယ်ဒါနိုင်ငံရေးဥပဒေနဲ့ပတ်သက်တဲ့စာအုပ်တွေဒီဟာအကုန်လုံးပဲဒီမှာပြောမှာဆိုစီရင်ထုံးပေါင်းချုပ်တွေကစာရှိတယ် ဒီပချမ်းမှာကြတော့သူကဝုထုတိုစာုပ်တွေရှိပါတယ်ဝုထုတိုတွေကမှသူကအမျိုးစုံပေါ့နော်အဲစာုပ်အထူးဒီမို့အထူးကြီးတွေကနေစပြီးတော့ဒါဆိုလို့ရှိရင်ဒုက္ခဝုထုတိုများတဲ့သူကသူကကြည့်ရတော့လေစာုပ်တွေတော်တော်များများအကုန်လုံးကလေဒီမို့ဖလင်ဖုံးချုပ်ထားဒီအုံစောစာပေးပါလေဖလင်ဖုံးချုပ်ထားအခါကျတော့ဒီလိုမျိုးကိုကလာရွေးတဲ့သူတွေများလို့ရှိရင်လေဒီစာုပ်တွေကိုထိခိုက်ပျက်စီးမှုမရှိတော့ဘူးပေါ့နော်စာအုပ်အသစ်တွေတော့မပါဘူးစာအုပ်အသစ်တွေကြတော့ဒီလို ဒီလိုစာအုပ်မျိုးဆိုတော့စာအုပ်အကောင့်ညာဒီတိုင်းပဲပေါ့အထက်ကစာရွက်သားကိုကြည့်လိုက်ရင်အထက်ကစာရွက်သားကိုကြည့်လိုက်ရင်ဒီတိုင်းစာရွက်သားကဒီအဖြူပဲဆိုလို့ရှိရင်တော့စာအုပ်တွေကဒီလိုပဲ flame ပုံးမချုပ်ထားဘူးအရင်တော့စာအုပ်တွေစာစာရွက်သားတွေနည်းနည်းဝါးဝါးပြီဆိုတဲ့ဥစ္စာမျိုးဆိုရင်သူက flame ပုံးကြီးချုပ်ထားအင်းသူကွက်တီလို့ပြော ဒီလိုဆောင်မျိုးဆိုရင်တော့ဒါနမူနာပြချင်လို့ပေါ့နော်ဆိုင်ရှင်အကိုစီကကနတောင်းလိုက်တာဒါမျိုးဆိုရင်တော့2သိန်းကျော်တန်းလောက်ရှိပါတယ်တဲ့ဒီလိုဆောင်မျိုးသူကဒီစာအုပ်ရဲ့အဲဘယ်လိုပြောရမလဲတန်ဖိုးပေါ့နော်ဒီစာအုပ်ရဲ့ဒီဒီစာအုပ်ဒီစာအုပ်ကဈေးကြီးရအကြောင်းရကြဒီစာအုပ်ရဲ့တန်ဖိုးချောင်းပေါ့သူ့မှာပါတဲ့အကြောင်းအရာတွေကြောင့်အားကြောင့်မို့လို့ဒီစာအုပ်ဒီတချို့စာအုပ်တွေအကြောင်းအရင်ဈေးကြီးတာပါ thank you ဒီဘက်ချမ်းမာကတော့သူကဒီမိုးကုတ်ဝိပဿနာနဲ့ပတ်သက်တာပြီးလို့ရှိရင်အမ်အဘမပထန်းနေနဲ့ပတ်သက်တာပြီးလို့ရှိရင်ဖျားစာအုပ်တွေပေါ့နော်အဲ့လိုမျိုးစာအုပ်တွေကိုထားရတာပါဒီဆရာတော်ဖျားနေရေးထားတဲ့စာအုပ်တွေလည်းရှိပါတယ်ဒီမှာဆိုလို့ရှိရင်မန်လယ်ဆရာတော်ဖျားကြီးအဘိဓာန်အလင်္ကာပြီးလို့ရှိရင်ဒီမှာအထွေထွေဘဟုတုတမာတိကကျမ်းနေအဲ့လိုစာအုပ်တွေပေါ့နော်အများကြီးပဲရှိပါတယ်ဝိပဿနာရှုနည်းကျဲတယ် ဖုံဖုံလေးအတွက်ဆိုလို့ရှိရင်ဒီနေရာလေးကဒီစာအုပ်တွေကအရန်အဆင်ပြေပါ။အုံကကြားထားတဲ့လောက်ကတော့ဒီအုံစောစာပေးရပေါ့နော်ဒီ38လမ်းဒီပန်းဆိုးတန်းမှာဆိုလို့ရှိရင်ဒါနံပါတ်1ဆိုင်ကိုကြားထားပါတယ်ဘာဖြစ်လဲဆိုတော့ဒီစာအုပ်ဆိုင်မှာတခြားမှာတော်တော်များများမှာရှာလို့မရတဲ့စာအုပ်တွေပေါ့နော်အုံစောစာပေးမှာလာရှိရှာကြည့်လိုက်လုံးဝရှိတယ်ဘာလို့လဲဆိုတော့စာအုပ်တွေကအများလုံးအကြီးလို့ပါ ဒါပေမဲ့အချိန်လေးတော့ပေးရမယ် AACC ထိုင်ပြီးရှာမှာတော့အဲ့လို AACC နဲ့ထိုင်ပြီးရှာလို့ရပါတယ်ဆိုင်ရှင်အကိုရရန်သဘောကောင်းပါတယ်ဒီဘက်ချမ်းမှာဆိုရင်950ဇဝတ္ထုတွေပေါ့နော်။သူကအတွဲလိုက်ကိုရှိရတယ်ပထမပဲဒုတိယတွဲတတိယတွဲအများကြီးပဲ။ အဲ့ဆိုရင်ဒါဒီတစ်ခေါက်မှွေစိမ်းမှာတော့ဒါ38လမ်းနဲ့ဒါပန်းဆိုးလမ်းလမ်းမှာရှိရဲစာအုပ်ဆိုင်တွေရဲပြီးလို့ရှိရင်ဒီပန်းဆိုးလမ်းမှာဘယ်မှာရှာလို့မရရင်စာအုပ်တွေကိုရှာခြင်းလဲဆိုလို့ရှိရင်ရှာလို့တွေ့စီမဲ့ဒါအုံစောစာပေးစာအုပ်ဆိုင်တွေအကြောင်းကိုပြပြခဲ့ရပဲဖြစ်ပါရဲ့ရှင်အဲ့ဆိုရင် developer လေးอ่ะဆိုလို့ရှိရင်ဒါစာအုပ်ချစ်တဲ့သူတွေစာပေးချစ်သူတွေအတွက်ဆိုလို့ရှိရင်လည်းအရန်ကိုအကြိုက်တွေ့စီမဲ့ blog လေးလို့ထင်ပါရဲ့ရှင်အဲ့ဆိုနောက်ဘက်ဒီမှာဒီနေရာတွေတောင်းပြမှွေရုံးလဲဆိုတာ like ပေးကြပါအောင်ရှင်